Okay, hello အခု UN နဲ့ Welcome Come နဲ့ Refugee နဲ့ပတ်သက်ပြီးတော့ခဏရပ်ထားတာရက်90ရှိပြီဆိုတော့ကျွန်မရဲ့နောက်ဆုံးရသတင်းတွေကိုကျွန်မပြပြသားမယ်နော်ကျွန်မအရင်တော့ပြောခဲ့သလိုဒီ um ကျွန်မရဲ့ page ကို follow လုပ်လုပ်ထားပါလို့ကျွန်မပြောသလိုပေါ့နော်ကျွန်မပြန် update လုပ်မယ် Okay ဆိုတော့ um ဒီ Trump က January 20ရက်နေ့မှာ သူတမရစတဲ့တယ်ပေါ့နော်စတဲ့ကတဲ့ကနေတော့ဒီအမိန်ထုတ်တယ် executive order ထုတ်တယ်အဲ့ထဲမှာဒီ refugee program လည်းပါတယ်အဲ့ဒါပါလဲဆိုတော့ဒီ refugee program တွေကိုခဏရပ်ထားမယ်ပေါ့နော်အမ်ရ90အတွင်းခဏရပ်ထားမယ်လို့သူကအမိန်ထုတ်လိုက်တယ်ပေါ့နော်အဲကြောင့်လဲဆိုတော့သူကအမ်နိုင်ငံခြားသားတွေ ဒီနိုင်ငံမှာအရန်လဲများသလိုပေါ့နော်တရားမဝင်တဲ့သူလဲသူကအာသူတို့နိုင်ငံကိုပြန်ပို့ရှင်းတယ်ပြီးတော့နိုင်ငံခြားသားတွေကိုခဏမမြအောင်သွားတော့တိတ်ချင်းချင်းပြောရရင်တော့နိုင်ငံခြားသားသူတို့တိတ်မကြိုက်ဘူးပေါ့နော်ဆိုတော့အမ်ဒီနိုင်ငံဒီ refugee program ကကိုနိုင်ငံသွား benefit လာသူအကျုံးဝင်လာမဝင်လာသူကဘာနော်သူကပြန်ပြီးတော့စစ်ဆေးမယ်လို့သူပြောတယ်အခုတော့ အာရ90ပြည့်သွားပြီ January 20ရက်နေ့ကနေ April 20ရက်နေ့မှာ90ဖြစ်ပြီအဲဖြစ်ပြီအဲ့ဒီ90တွင်မှာပါဖြစ်လဲဆိုတော့ Trump ကတော့ရှင်းရှင်းပြောရရင်တော့နားလိုက်ချင်တာပြီးနားလိုက်ချင်တာပေါ့နော် Refugee program မ Refugee တို့မယူတော့အောင်ဒါပေမဲ့အဲ့ဒါကိုတရားသူကြီးကမကြိုက်ဘူး Seattle တရားသူကြီးက block လိုက်တယ်အဲ့ဒီ main ကိုသူ block လိုက်တယ်ဆိုတော့ သတင်းကားပါเนาะဒီသူ Trump ကလုံးဝချက်ချင်းနားလို့မရအောင်ပါเนาะသူ block လိုက်တယ်။ဒါပေမဲ့အဲ့ဒါလည်းအာဒီ Trump ကအယူခံဝင်မလားမဝင်မလားတော့မသိဘူး။အယူခံဝင်နေဆိုတာသူ့ရဲ့အာအမိန့်ကတော့ကျွန်တော်ကဘာလို့မကြိုက်လဲဟွာပါเนาะကျွန်တော်အမြင်ကဒီလိုလိုဖြစ်တယ်သူအယူခံဝင်ရတော့တချို့အရာတွေလည်းပြောင်းလဲသွားနိုင်တယ်။လောလောဆယ်တော့ဒီတရားသူကြီးက block တယ်။အဲ့ဒါဆိုရင်တော့သူကလုံးဝပယ်ဖြတ်လို့မရအောင်ပါเนาะ။ ဒါပေမဲ့အကုန်လုံးတော့ confirm လုပ်လို့မရသေးပါဘူးပေါ့နော်ဆိုတော့ um ဒါပေမဲ့တချို့တရားသူကြီးတွေကလည်းဗာပြောလဲဆိုတော့ okay ဒီ refugee program ကိုသူရက်နာလို့တော့ um ရပါတယ်ဒါပေမဲ့သူအရင်တုန်းကသမရ approve လုပ်ထားတဲ့သူတွေ Biden က approve ဖြစ်တဲ့သူတွေအရင်တော့ယူရင်လျှောက်ထားတဲ့သူတွေ approve ဖြစ်တဲ့သူတွေအဲ့လိုမျိုး Donald Trump မတက်ခင်မှာ refugee ချက်ထားတဲ့သူတွေဒီ program နဲ့မနော် approve လုပ်ထားတဲ့သူတွေတော့သူဖြတ်လို့မရဘူးသူတက်ပြီးမှသူဖြတ်ချင်လဲဖြတ်မစေလို့တချို့တရားသူကြီးတွေကပြောကြတယ်ပေါ့နော်ဆိုတော့လောလောဆယ်အချိန်ကြီးရတော့သူကဖြတ်သိမ်းလို့မရအောင်ဒီတရားသူကြီးက block တယ်ဆိုတော့သတင်းကောင်ဒါပေမဲ့ဘာမှတိကျတဲ့သတင်းအာသူတို့ဆီကနေအမ် official ဘောနော်စာထုတ်တာတော့မရှိသေးဘူးဆိုတော့ကျမတို့ဆက်ဆောင်ရမှာပေါ့နော်ပြီးတော့အခုလောလောဆယ်မှာအမေရိကမှာနိုင်ငံခြားသားတွေနဲ့ပတ်သက်ပြီးတော့ဘာဖြစ်နေလဲဆိုတော့ဒီ work permit ရတဲ့သူတွေပေါ့နော်ဒါအမေရိကမှာနေတဲ့သူတွေပဲ work permit ရတဲ့သူတွေ green card ရှောက်မယ်ဆိုရင်သူက green card ရှောက်လာတယ်လေခဏရနာခိုင်းရင်ဘာလို့လဲဆိုတော့သူ case ပြန်ကြည့်မယ်ဟို case ကြည့်မယ်ဆိုတော့ဒီတယောက်ကပြစ်မှုရှိလားဘာကြောင့်ရဲရှောက်လာလဲနည်းနည်း စီကံနဲ့တက်ချင်တာပေါ့နော်နိုင်ငံခြားဒါနဲ့ပတ်သက်ပြီးတော့ဒါမဲ့အကောင့်ပဲမျောလင့်ပါတယ်ခဏအာပြီးပိုင်တော့ယွင်အဲ green card ရှောက်တဲ့သူရက်ထားတာမဟုတ်ခဏပဲရက်ထားတယ်ဆိုတော့ပြီးတော့ဒီ Biden ကဒီအရင်ကသမရကဂျူဘန်ဟေဟေတီယာနဲ့နိုင်နိုင်ကာရာဂရာဗင်နီဇွဲလာဒီနိုင်ငံတွေက ဒီနိုင်ငံခြားသားတဲ့သူကအမေရိကဝင်ခွင့်ပေးတယ်ဘာလဲဆိုတော့ဒီအမေရိကတရားမဝင်တဲ့တရားမဝင်ဘဲနဲ့ဝင်တဲ့သူတွေလည်းအများများတယ်ပေါ့နော်ဆိုတော့အာတရားမဝင်ဘဲနဲ့ဝင်လာတာထက်သူတို့ကိုကောင်းကောင်းမွန်မွန်ဝင်ခိုင်းမယ်အလုပ်ဗီဇာပေးမယ်အလုပ် work permit ပေးမယ်ဆိုတော့အလုပ်ဒီနိုင်ငံမှာလည်းတရားဝင်ပြီးတော့ tax ပေးမယ်ခန္ဓာရရနေတိုင်းခွင့်ပေးမယ်ပေါ့နော်အဲ့ဒါဆိုရင်တရားမဝင် ဝင်ရတဲ့သူတွေရော့ shop လုပ်လည်းရတယ်ကောင်းကမွန်လာပြီးကောင်းကမွန်မှာလောက်သားလို့ရတယ်ဆိုပြီးတော့အရင်အရင်တော့တမရကအခွင့်ပေးတယ်ဒါပေမဲ့အခု Trump ကတက်တဲ့ခါမှာအဲ့လူတွေကို work permit နဲ့နေတဲ့သူတွေ work permit ကိုပြန်ပယ်ပြီးတော့သူတို့နိုင်ငံရက်30တွင်ပြန်ဖို့ Trump ကအမိန်ထုတ်တယ်အဲ့ဒါက um much 95 5ကနေ April 25ရက်သူ ရက်30တွဲမှာကိုရွာကိုပြန်ပါလို့သူကမိန့်ထုတ်တယ်။တချို့တွေကလည်းပြန်နေသူလည်းရှိမှာပေါ့။ကိုဟာနဲ့ကိုမပြန်ဘူးဆိုရင်သူကရက်30ပြည့်ပြီစင်အဖမ်းခံရမယ်အဖမ်းခံပြီးတော့ကိုရွာကိုပို့ခံရမယ်။ Ice ကအဖမ်းခံပြီးကိုရွာကိုပို့ခံရမယ်။ဒါမှမဟုတ်ရင်သူက app တွေလောက်ထားတယ်ဖုန်းမှာပေါ့နော်။ Facebook ဒီ app လို့မို့ Facebook တွေလို့မို့ Instagram တွေလို့ app တွေရှိမှာမှာသူကကိုဟာနဲ့ကိုအာ ဒီ default လုပ်လို့ရအောင်ကိုဟာနဲ့ကိုတရားမဝင်ဘူးကျွန်မကိုပို့ပါအဲ့လိုမျိုး volunteer ပုံစံလုံးမျိုးအာစာရင်းဝင်လို့ရအောင်အဲ့ဒီ app တွေသူဖန်တီးပြီးတော့အဲ့မှာကိုဟာနဲ့ကိုစာရင်းသွင်းပြီးတော့ကိုဟာနဲ့ကိုပြန်မယ်ဆိုရင်နောက်ဆိုရင်တော့ပြန်ဝင်ဖို့တရားဝင်နဲ့ပြန်ဝင်ဖို့အခွင့်အရေးတွေရနိုင်တယ်ဆိုတဲ့အကြောင်းသူ app တွေထုတ်တယ်ပြီးတော့30မှာမပြန်တဲ့သူတွေကိုတန်ကြီးဆောင်ရမယ်တရက်တရက်တရက်မှာ900ကျော်နိုင်အဲ့ဆိုရင် 1800ကျော်လောက်တန်ငွေဆောင်ရမယ်လို့ထောက်ကမိန်ထုတ်ပြန်တယ်ကျမပြောသလိုပေါ့နော်နိုင်ငံခြားနဲ့ပတ်သက်ပြီးတော့တိတ်တော့မကြိုက်ဘူးပေါ့နော်ဆိုတော့အဲ့ဒီပတ်သက်ဟာနဲ့ပတ်သက်ပြီးတော့တရားသူကြီးတွေကလောလောဆယ်ပြန် block တယ်အာဒါမဲ့အပီးပိုင် block လားမ block လားတော့မသိသေးဘူးဒါတော့ဒီ welcome call တမားတဲ့ UN UN တမားနေမဆိုင်တာအမေရိကန်မှာဖြစ်နေတဲ့ဟာဘာလို့ကျမပြပြလဲဆိုတော့နိုင်ငံခြားရင်းနဲ့ပတ်သက်ပြီးအမေရိကန်မှာလည်းဘာဖြစ်နေလဲဆိုတော့ကျမ တိစိတ်ချင်လို့ပါပဲပေါ့နော်။ဆိုတော့အာဒီသူတို့လည်းဒီတရားသူကြီးအဲ့လိုမျိုးနေပြန်ပို့လို့မရဘူးဆိုပြီးတော့ခဏ block ထားတယ်။ဘာလို့ဆိုတော့အမေရိကန်ရဲ့ဖွဲ့စည်းပုံက၃မျိုးရှိတာပေါ့နော်။ဒီသမရကလည်းသူကြိုက်တယ်လို့မမိန်ထုတ်လို့လည်းမရဘူး Congress ကလည်းရှိသေးတယ် Supreme Court တွေပါတယ်ရှိသေးတယ်ဆိုတော့ဖွဲ့စည်းပုံ၃မျိုးရှိတယ်အဲ့ဒီအစင်စင်ပေါ့နော်သွားရတယ်ဆိုတော့ဒါတော့ဒီအမေရိကမှာပေါ့နော်ရောက်ပြီးတဲ့သူတွေကိုအမ် ပြန်ပို့ရှင်တာဖြစ်တယ်။ဆိုတော့အဲ့ဒါအဲ့ရနေရောက်လာတဲ့သူကတော့9သိန်း9သိန်း3000ကျော်လောက်ရှိတယ်။သူကပြန်ပို့ရှင်တာ။ဆိုတော့အာချင်းနေတော့မကောင်းပါတော့တော်တော်များများလဲအလုတ်တမားကရပြီးတော့အမြောင်းလင်းချက်တယ်မဲ့နေတယ်။အာ welcome cop တရားကလည်းခေါင်းဆောင်တရားလည်းဒီအမေရိကမှာနေတဲ့သူတွေကိုရဲ့ ကိုစလဲတွေကိုစိတ်ကိုစလဲတွေကိုစာပို့ဖို့ပြောတယ်အီးမေးလ်ပို့ဖို့ပြောရဲအရာတော့ဒီ refugee နဲ့ပတ်သက်ပြီးတော့ကျမတို့ကသွားအရန်တန်ဖို့ရှိတဲ့ program ဖြစ်တယ်။ကျမတို့ရဲ့ voice ကိုပေါ့နော်နားထောင်ပေးပါပေါ့နော်ကျမတို့ရဲ့ခံစားချက်ကိုနားလည်ပေးပါမိသားစုတွေနဲ့ပြန်လည်ဆုံတွေ့ခြင်းနဲ့ကျမတို့ရဲ့မိသားစုပြန်လည်ဆုံတွေ့ခြင်းနဲ့အကျိုးတွေအကြောင်းတွေပေါ့နော်ဆိုတော့စာပို့ခိုင်းတယ်။음 refugee နဲ့ပတ်သက်ပြီးတော့ဗောနော welcome card ပဲမဟုတ်ဘူးအဲအမေရိကမှာနေတဲ့လူတွေအာကိုယ့်ရဲ့အာကိုယ်ဆက်လက်တဲ့အကုန်လုံးစာပို့ရင်တော့အကောင်ဆုံးပဲဗောနော်အဲကျွန်မဘယ်လိုပို့ရမလဲ email ပို့ရမလဲဆိုတော့ကျွန်မတီတော်လဲနောက်မှာကျွန်မဒီ video ရအဆုံးမှာကျွန်မတင်ပေးမယ်ဘယ်လိုပို့ရလဲအစနေဆုံးလေးကျွန်မပြပေးမယ်ဗောနော်အဲ့လိုမျိုး support ထားပါအဲ့ဒါဆိုရင်ကျမတို့အတန်ကြာကျမတို့ voice ဆိုတော့ အမေရိကကလွတ်လပ်စွာပြောပိုက်ခွင့်ရှိတယ်ကျမတို့ရဲ့ခံယူချက်အယူဆတွေကိုစန္ဒအောင်ကောင်းကောင်းကြားလို့ရတယ်ဆိုတော့ဒီကျမတို့တပလောက်ရေးကြည့်ကြအောင်ကိုယ့်ရဲ့ကိုယ်စလဲကိုစာပို့ရမယ်အပြောင်းလဲတော့အပြောင်းလဲတော့ရှိလာမှာမဟုတ်ကျမစာပို့ရအဲ့လိုမှမသွေးရနဲ့တို့တွေအကုန်လုံးမြန်မာပြည်သားတွေ US မှာရှိမြန်မာပြည်သားတွေတလုံးတော့ပို့ကြတယ်ဆိုရင်တော့ attention ခံရမှာပဲလေဆိုတော့အတိမပြုတ်ခံရရင်တော့ဒီ refugee program ဘလောက်အရေးကြီးကြောင်းလဲသူတို့တိလာမှာဖြစ်တယ် ကျွန်မအချင်းချို့ပြောရရင်ပေါ့နော်ဒီ refugee program နဲ့ပတ်သက်ပြီးတော့ Trump ကခဏနားထားတယ်။နံပါတ်၁နံပါတ်၂ခဏနားထားတာမဟုတ်ပဲနဲ့သူကတော့နည်းနည်းပြန်မဖွင့်ချင်တာခဏနားပြင်သွားသိပြန်မဖွင့်ချင်အောင်အဲ့ဒါကိုဒီ Seattle ကတရားသူကြီးက block တယ်ဒီ program က1980ခရီးကနေစတာဖြစ်တယ် refugee ဆိုတာကုသဘလောက်တန်ဖို့ရှိလဲ လေ refugee ကိုကိုယ်တိုင်လည်းအမေရိကကိုယ်တိုင်လည်း refugee နဲ့ဖွဲ့စည်းထားတဲ့နိုင်ငံဖြစ်တဲ့အင်္ဂလန်နဲ့သူတို့ကပြေးလာပြီးတော့ဒီအမေရိကကိုသူတို့အခြေချတယ်ဆိုတော့ဒီအမေရိကလည်း refugee နဲ့ဖွဲ့စည်းထားတာဖြစ်လို့ကိုယ် refugee တနာရမယ်ဆိုပြီးတော့လေအဲ့လိုမျိုး program ရှိတယ်ဒီလုံးဝရနာမအိုဆီရတော့တရားသူကြီးကမကြိုက်ဘူးဆိုတော့ block တယ်ဒါတော့တရင်တရင်ကောင်ဒါပေမဲ့အဲ့ချွန်ကအယူခံလဲဝင်နေတယ် လောလောဆယ်တတင်းတော့တိတိကျကျမရှိသေးဘူး။ဒါပေမဲ့လုံးဝအဆင်ပြေသွားပြီ။ဘာမှအကြောင်းထုတ်မရှိဘူးဆိုရင်တော့ဖန်ပတ်စံပဲလိုတယ်။အစိုးရထောက်ပံ့တဲ့ဖန်ပတ်စံဒီ refugee ရုံးတွေကလည်းအစိုးရထောက်ပံ့တဲ့ပတ်စံရှိမှ refugee တွေလည်းခေါ်လို့ရတယ်ဆိုတော့အစိုးရကပတ်စံထုတ်ပေးဖို့ဖြစ်တယ်။အခုတော့လုံးလုံးဆယ်ရ3ရ90ရထားတယ်ဆိုတော့ဘာပတ်စံမှမထုတ်ပေးဘူး။အာဒီ refugee agency တွေကလည်းတော်တော် အာဖိုက်ရတယ်ဗောနော်သူတို့ကဆန်နာတယ်လဲပြတယ်ဖိုက်တယ်ကပီတိုလရှေ့မှာအဲဂျော်ဂျာဆန်ဂျော်ဂျာကပီတိုလရှေ့မှာသူတို့ဆန်နာတယ်ပြတယ်တချို့အေဂျင်စီတွေကကြတော့အခဏအလုပ်သမားတွေခဏလေးရောက်လောက်တယ်တချို့ကြတော့အာအေဂျင်စီတို့ခဏပိတ်ထားတယ်ဘာသတင်းထူးမှမရှိသေးလို့ပြီးတော့တချို့ကြတော့ဖွင့်တယ်ဒီရဖီဂျီကိုကူညီချင်တော့လေအော်ထွမ်ကအာ ်တက်တာနဲ့သူကဒီ refugee ခေါ်ဖို့ခဏရက်ဆိုင်တဲ့ခါမှာအမေရိကန်လာမယ်လေရင်လေရင်ကင်ဆယ်လိုက်ရတယ်လူဦးရာတထောင်ကျော်ကင်ဆယ်လိုက်ရတယ်ဒါကမြန်မာပြည်ကနေလည်းပါမယ် sorry မလေးရှားနဲ့လည်းပါမယ်ထိုင်းလန်နဲ့ပါမယ်တခြား refugee နိုင်ငံတွေကလည်းပါမယ်အဲ့ဒီလေရင်တွေကိုကင်ဆယ်လိုက်ရတယ်လူဦးရေထောင်ကျော်တော်တော်ဝမ်းနေခဲ့ရတယ်ဒီ program ခဏရက်နာထားတော့ပေါ့နော်ဆိုတော့ ဒီမှာရောက်ပြီးသားလဲလူတွေထွက်တက်ပြီးတော့ဒီမှာ refugee ဖြစ်ရောက်ပြီးသားလဲဆိုရောက်တော့ရောက်ပြီးဒါပဲမဲ့တချို့တွေက fan fan မအစိုးရ fan မပတ်စံမထုတ်ပေးတဲ့အခါမှာနည်းနည်းခက်ခဲတာပေါ့အာကျွန်တော်တို့စင်ရောက်တော့ကအစိုးရအင်္ဂါပေးတဲ့အာလှုပ်တယ်လဲလျှောက်ပေးတယ်အဲ့လိုမျိုးအသေးစိတ်အသေးစိတ်ကူပေးတာပေါ့ ဖန်ပတ်စံတဲ့ agency ရတယ်လေဆိုရထုတ်ပြကြည့်ရတယ်ဆိုတော့အဲ့ဒီကနေ့ကနေကျွန်မတို့သတင်းပေးတယ် agency တွေကလလစာရတယ်ဒါပေမဲ့အစိုးရကဒီ program ကိုခဏရပ်ထားတဲ့အခါမှာ US စရောက် January လမှာထွန်းတက်ပြီးထွန်း sorry ထွန်းမတက်ခင်ရောက်လာ US ကိုရောက်လာတဲ့သူတွေလည်းဒုက္ခရောက်တာအဲ့ဒါကို agency ကအဲ့တွေကအာရန်ပုံငွေတွေရှာပြီးတော့ကူပေးတယ်သူ agency ရတယ်ဆက်လက်ပြီးကူပေးတာ ူပေးတယ်အဲ့လိုမျိုးတော့အဲ့လိုမျိုးတော့ပေါ့နော်ဆိုတော့သူတို့အားမငယ်အကူပေးတယ်အဲ့အနေချင်းတော့ welcome money တွေတော့ရလားမရလားတော့မသိဘူးတော့ဒါမှမဟုတ်ဒါတော့စိတ်မကောင်းပါဘူးဆိုတော့အဲဒီဒီ Seattle တရားသူကြီးကဒီ refugee program ကိုရန်နာမယ်ရေးတော့ approve မဖြစ်တဲ့အခါမှာ um အခြေအနေကောင်းနေတာဗျမဲ့တချို့တရားသူကြီးတွေကပြောတယ်ပြောသလိုပေါ့နော်ဒီ Trump ကလည်း ပြန်နာလို့ရရတယ်ဒါပေမဲ့ तू တက်ပြီးမှအစ်စ် refugee တက်တယ်မခေါ်နဲ့ဒါပေမဲ့အရင်နှစ်ကသမရအဖို့ဖြစ်တဲ့ refugee တွေကိုဆက်လက်ပြီးတော့ခေါ်ဖို့ခေါ်ရမယ်ဥပမာယူရင်ရပြီးသားတဲ့လူတွေ welcome card ချောက်ပြီးသားတဲ့လူတွေအာယူရင်မှာ register လုပ်ပြီးတဲ့သူတွေအဲ့လိုလူမျိုးတွေရောအဖို့ပြောရတာဒါပေမဲ့2025 January လမှာ Trump Trump တက်ပြီးတော့ refugee ရှောက်တဲ့လူတစ်တော်တော့သူကြိုက်တယ်လို့နားခံလို့ရတယ်အဲ့လိုမျိုးတချို့တရားသူကြီးတွေကပြောတာပေါ့နော်ဒါပေမဲ့လောလောဆယ်တော့တိတိကျကျတော့ဘာမှမရှိသေးဘူးအာကျမတော့အမှန်တည်းပဲပြောမယ်တချို့ကျတော့ဘယ်လိုပြောလဲဆိုတော့ welcome cup တွေပိတ်ပြီး yuan တွေပိတ်ပြီးအဲ့လိုမျိုးပေါ့နော်ပြောကြတယ်မြန်မာပြည်သားတွေစိတ်ကကြတာရမ်းမြန်နေဆိုတော့အာစိတ်တမကြစေချင်ဘူးဆိုတော့မြန်မာပြည်သားတွေစိတ်ကကြပြီဆိုရင်ပေါ့နော်လှုပ်တင်တာ မလုပ်ဘူးလုပ်တင်တာမလုပ်ပဲနဲ့စိတ်တကြပြီးတော့အာပောက်တရတယ်လုပ်တယ်စိတ်တရမ်းကြသွားတယ်အဲ့လိုမျိုးရှိတော့ဗောနော်ပါတဲ့င်းမှမရှိသေးဘူးလောလောဆယ်တော့တင်းကောင်းဗောနော်ဆိုတော့ဒီစီရတော့တရားသူကြည့်တာဘလော့တယ်ဆိုတော့ဒါတင်းကောင်းဆိုတော့ပါတဲ့င်းတူမှမရှိတဲ့အခါမှာကျမကတိကျတော့ပြောလို့မရဘူးလောလောဆယ်တော့ကောင်းတယ်အခုတော့ရှိကျမအမြင်ပေါ့နော်ဒီ program refugee youth program separate လုပ်မလားဒါမဟုတ်ရင်ထွက်မတိုက်ခင် အာထွမ်မတိုက်ခင် approve ဖြစ်တဲ့သူပဲခေါ်မလားဒါမှမဟုတ်ထွမ်ပဲ့ရင်လဲ refugee ဆက်ခေါ်ဖို့လုပ်မလားအဲ့လိုမျိုးနှမျိုးပဲရှိတာပေါ့အစိုးဆုံးနေတော့ဒီ refugee program ကိုထွမ်လစ်ထွမ်ကလေးနှစ်တမရလုပ်မယ်ဆိုတော့ဒီထွမ်တမရလုပ်တဲ့အချိန်မှာအစိုးဆုံးကသူလုံးဝမခေါ်ခဲ့ရင်တော့လေးနှစ်တော့ refugee လာမှာမဟုတ်ဘူးသူပြီးရင်တော့ပြန်လာဖို့ခွင့်ရှိတယ်ဒါအစိုးဆုံးပေါ့နော်ထွမ်ကလုံးဝပိတ်ပင်ခဲ့ရင်ဒါအစိုးဆုံး ဒါမှန်ကျမအထင်သလိုလုံးဝလည်းမပိတ်ပဲနဲ့ဆက်ပြီးတော့ဖွင့်လို့ရတယ်တရားသူကြီးအမိန့်နဲ့သူဆက်ဖွင့်လို့လည်းရတယ်လုံးဝဆက်မဖွင့်ရင်တောင်မှသူမတိုက်ခင် approve ဖြစ်တဲ့လူတွေလည်းသူကပယ်ခွင့်မရှိဘူး cancel ခွင့်မရှိဘူးအဲ့ဒီတစ်ခုပဲရှိတယ်ဆိုတော့မျောလင်းချက်ထားပါဆုလဲတောင်းပါကျမတို့အမေရိကဘက်ကလူတွေလည်းအာ တတ်နိုင်သလောက်ဒီကိုယ်စလရောစာပို့ထားမယ်ဆိုတော့စိတ်တမကြနဲ့မြန်မာပြည်သားတွေစိတ်တကြတာများနေဆိုစိတ်တမကြနဲ့အမ်ဖန်ပတ်စံရှာပြီးဒီတမရကဆက်ပြီးတော့ခေါ်ဖို့အစီအစဉ်ရှိရဆိုရင်တော့ဖန်ပတ်စံကိုရောဆောင်ရမယ်သူကဖန်မထုတ်ပေးရင်လည်းကိုကဒီ agency ကလည်းခေါ်နိုင်မှာမဟုတ်ဘူးလေဆိုတော့ဖန်ပတ်စံတော့လိုမယ်ဆိုတော့ဖန်အစိုးရနဲ့ချက်ချင်းဖန်ပတ်စံရရတယ်နဲ့ရန်ပုံငရရတယ်နဲ့ ဒီ refugee ဆပြန်လဲပြောဆခေါ်လို့ရမှာဖြစ်တယ်ဆိုတော့မကြခင်တရင်ထူးရှိမယ်လို့ကျွန်မနားလည်နေဆိုတော့ဒီတရင်ထူးကြည့်သိချင်တယ်ဆိုရင်ကျွန်မ page ကို follow လုပ်ထားပါကျွန်မတိ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 ကြကြမမမကငါနဲ့ပြန်ပြောပြမယ်ဒီထက်သိချင်တာရှိရင်လဲ comment မှာလဲရေးလို့ရပါတယ်လို့ကျွန်မသိရင်သိတလို့တနိုင်ဆုံးဖြေချပေးမယ်ဟုတ်ပြီနော်ပြီးတော့ဒီဒီဟာကို like and share လဲလုပ်ပေးကြပါအဲ့ဒါဆိုရင်တော်တော်များများလဲသိလို့ရမှာဖြစ်ပါတယ်နောက်ဆုံးရတဲ့တရင်တွေသိလို့ရမှာဖြစ်ပါတယ် โอเคจมารอดี welcome.us ที่ลิงก์กันเอาไว้มั้ยဝင်ပြီးတော့ကိုရဲ့ first name နဲ့ last name ရေးမယ်ပြီးတော့ကိုရဲ့ address တိထည့်မယ်ဒါကတော့ကျမရဲ့အာ address အစစ်မဟုတ်ဘောเนาะကျမ address တခုအာရေးပြသွားတာပါဆိုဒီဟာ လူတိုက်တွေ့ရတာမှာတော့ address အမှန်ရင် privacy ရပါเนาะ အာအဆင်မပြေတော့လေအဲ့ဒါတခြား address ရေးတာပါဟုတ်ပြီဒီမှာ zip code ရေးမယ်မိတ်ဆွေတို့ကကိုယ့်ရဲ့အမှန် address အမှန်ထဲပေါ့နော်ဒါကျမနမူနာအရာ address ပြပေးတာပြီးတော့ကိုယ် site ကိုရေးမယ်ရေးပြီးတော့ကိုယ် email number ကိုအာရေးမယ်ပြီးတော့ next next ပြီးတော့အမ next ရေးမယ် next ရေးပြီးတော့ ဒီလိုမျိုးပေါ်လာမယ်ဒီလိုမျိုးအဒီမှာကျတော့အနီအောင်လေးတွေ့တာကျမ address အမှန်မရေးတော့ဟိုကျမ address အမှန်မဟုတ်ဒီကျမဥပမာရေးထားတဲ့ address ကပေါ့နော်အဆင်မပြေတော့ပေါ့နော် ကျမမန်ကန်နဲ့ address တစ်ခုရေးမယ်ကျမ address မဟုတ်ဘူးဒါပေမဲ့မန်ကန်နဲ့ address တစ်ခုရေးမယ်မိတ်ဆွေတို့ကတော့ကိုယ့်ရ address အမှန်ရေးပေါ့နော်ဒါတော့ကျမနမူရရာ address ကိုရေးပြသွားတာဒီကျမသိတဲ့မန်ကန်နဲ့ address ကိုဟုတ်ပြီ ရေးပြတာဖြစ်ပါတယ်ဟုတ်ပြီဆိုတော့ next next အဒီလိုမျိုးကိုရဲ့အကိုဆလဲ၃ရောက်နမည်ထွက်လာမယ်အမဒီလို message ကကိုဘာမှရေးစရာမလိုဒီလိုမျိုး automatic သူက welcome cup ကတော့ US ကသူကရေးပြတာဆိုတော့အဲ့ဒါ send လိုက်အောင်ပဲအမ send message တွေ့မယ်အမမ send ခင်မှာဒီ send ပြီးတာနဲ့ဒီဒီဟာပေါ်လာမယ်ပေါ့နော်ဒီ message 2 နံပါတ်1ကဆက်နာနံပါတ်2ကဒီလိုမျိုးပေါ်လာမယ်ကျွန်မမျိုးမင်းကလေးဆိုတော့ miss ပေါ့နော်ဟိုအဲ့ဒီကွာမှာ miss ရွေးမယ် miss ရွေးမယ်ပြီးတော့အောက်ကနောက်က John အစာကတော့ယောက်ျားလေးဆိုတော့ miss ရွေးမယ်အမ miss တော့ယောက်ျားလေးဆိုတော့ um ဟုတ်ပြီကျွန်မရွေးတာ miss မားနေတယ်ပေါ့နော်ကျွန်မရွေးတာမားနေတယ်ဒါပေမဲ့အာဟိုမှာ ဝါနော့ကလည်းမစ္စာဖြစ်ရမှာကျမရွေးရမှာသာအမဆင်လိုက်အောင်ပဲပြီးသွားပြီလွယ်တယ်မလားအဲ့လိုမျိုးကိုရဲ့ကိုဆလာရိုအဲ့လိုမျိုးယူရကိုက US ကနေပို့ထားကြပါโอเคဒါပဲနော်ကျေးဇူးအများကြီးတင်ပါတယ်ဘိုင်ဘိုင်